thank you for finding the time. Well, I will admit, it's not entirely unpleasant seeing you again. I ran on a promise, and the acquittal of Hector Ayala demands that I keep it. Yeah, Stone X match to Dubai. Another good episode, guys. ဒီနေ့ဗီဒီယိုမှာတော့ Marvel Studios ရဲ့ Daredevil Born Again series episode 3ကိုစင်ပိုင်းစင် breakdown လေးလုပ်ပေးထားပါတယ်။ Miles Morales နဲ့ပတ်သက်တဲ့ Easter eggs တွေအပြင် villain The Muse ပါဝင်ခဲ့ပုံ၊ Punisher ဘယ်တော့ဘလို့ပုံစံနဲ့ပါဝင်လာမလဲဆိုတာတွေကိုပါပြောပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရအောင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်တော့ပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရအောင်နော်ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရယ်။တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။အခု and really be solid. I am vengeance. I am the night. I am Batman. Okay episode အစကိုတော့ Matt က Hector ကိုအချင်းခံထဲမှာလာတွေ့ရတယ်စားထားပါတယ် Hector ကသူတို့တိုင်းပြည်လေးကတဲပြူတွေနဲ့ကန်းကြီးလေးရဲ့အဲ့ဒီကန်းကြီးမှာ on နေတတ်တဲ့ဖားလေးတွေရဲ့အကြောင်းကိုပြောပြလာပါတယ် Foreigner တွေကမကြိုက်ကြဘူးဖားတွေက on နေတယ်လို့ထင်ကြပေမဲ့ Hector အတွက်ကတော့ဖားတွေရဲ့အတန်ကတချင်းစုတန်ဆိုပြီးတော့ယုံကြည်တယ်သူတို့ဒီမိတ်လိုက်ဖို့အတွက်နဲ့အချစ်ကိုရှာကြဖို့အတွက်အသုံးပြုတဲ့အတန်နေဖြစ်တယ်ဆိုပြီးတော့ပြောပြလာပါတယ် and နောက်ဆုံး Hector အသက်ခံလိုက်ရပြီစာတန်းထိုးတဲ့အချိန်မှာဆိုရင်လည်းကန်းကြီးအတန်နဲ့ဖားအတန်လေးတွေကိုထည့်ပြသွားခဲ့ပါတယ် This means Hector ရဲ့တမလွန်ဖြစ်တဲ့ ူဒီအခုချိန်မှာဆိုရင်အဲ့ဒီတဲဖြူကန်းကြီးစီမှာထိုင်နေရင်နဲ့ဖားလေးတွေရဲ့တချင်းစုံတန်းကိုနားထောင်နေပြီဆိုပြီးတော့ရည်ညွှန်းခဲ့ပါတယ် MCU history တခြားမှာဆိုရင် after life တွေများစွာကိုလည်းပြခဲ့ပူပြီးပါပြီပြီးတော့သူတို့ဖန်တီးပုံကလည်းလူတိုင်းရဲ့ယုံကြည်မှုပေါ်ပါမှုတည်ပြီးတော့ယုံကြည်မှုအတိုင်းကိုတမလွန်ကိုရောက်ကြရတယ်ဆိုပြီးတော့ပြသခဲ့ပါတယ် like rocket ဒီတည်တဲ့အခါမှာသူရဲ့တငယ်ချင်းတွေရှိရာအယက်စီကိုရောက်သွားခဲ့တယ် Egypt God တင်တဲ့ဆက်တွေယုံကြည်နေတဲ့ Moon Knight ရဲ့ after life က Duat ဆိုတဲ့ pan နေတဲ့နေရာကြီးဖြစ်နေခဲ့တယ် Black Panther ဆိုရင်လည်းဘိုးစင်ပေါင်ဆက်နှစ်ဖျားဘတ်ရဲ့ဆောင်းရှောက်မှုအောက်အပင်ကြီး ီတစ်ခုအောက်ကိုရောက်ကြတယ်။ဂျိန်းဖော့စတာဆိုရင်တော်ဖြစ်ခဲ့ပြီးမှတည်သွားတဲ့အခါမှာတော့ဖာဟာလာကိုရောက်ခဲ့တယ်ဆိုတာမျိုးတွေကိုလည်းပြခဲ့ပူပါတယ်။ဒီစင်းမှာတော့မတ်ကအဲဒီကန်ဂျီကိုပြန်မြင်ရမယ်လို့ပြောလိုက်ခြင်းနဲ့တုံးကလည်းဟက်တာတည်တော့မယ်ဆိုတာကိုဖိုးရှယ်လို့လုံနေခြင်းလည်းဖြစ်ပါတယ်။ You can see that beach again Hector ။ဒါစတဲ့မှာပဲဟက်တာရဲ့ဖြစ်တည်မှုကမတ်ပေါ်မှာထင်ဟန်နေပါတယ်။မတ်ကိုဟီးရိုးတယောက်ပြန်ဖြစ်လာဖို့မျက်နှာပုံးပြန်စွပ်ဖို့အတွက်လုံဆော်ပေးနေခြင်းဖြစ်ပါတယ်။တစ်ဖက်မှာတော့ကင်းပင်ကခယူးမဆိုင်နိုင်တော့တဲ့အခါကင်းပင်ရဲ့လက်အောက်ကပဲဂိုင်းတွေကအချင်းချင်းပြစ်ကုန်ကြတာခိုးကုန်ကြတာတွေကိုတွေ့ရပြီးတော့နောက်ပိုင်းမှာဗန်နီဆာကဝင်ရှင် င်းပေးခဲ့ရတယ်ဆိုတာကိုလည်းပြသခဲ့ပါတယ်။ဂိမ်းပင်တို့လင်မယားကတစ်ဖက်တစ်ချက်စီအဝေးကြီးမှထိုင်နေကြပြီးဂိမ်းပင်ကကျုပ်အကာကိုပဲစားနေတယ်ဆိုတာကိုတွေ့ရမှာပါ။ဒါဒီသူ့ရဲ့အနစ်နဲ့အချစ်ဖြစ်တဲ့ဖနီဆာနဲ့ဝေးကွာနေခြင်း၊ crime locker နဲ့ဝေးကွာနေခြင်းကိုရည်ညွှန်းနေတယ်လို့ whole season 1မှာတော့ကဆိုရင်သူ့အတွက် breakfast ကိုဖနီဆာကလုပ်ပေးပြီးတော့အပွားပေးရင်းနဲ့စားခဲ့ကြတာတွေကိုအခုပြောင်းပြန်ဖြစ်အောင်ရိုက်ပြထားခြင်းလည်းဖြစ်ပါတယ်။ဒီလိုနေရာရဲ့လက်ရှိအခြေအနေကတော့ counseling လုပ်နေရတယ်။ဖနီဆာရဲ့ idea အရလင်မယား therapy ယူနေရပါတယ်။ဖနီဆာကဂိမ်းပင်ပျောက်သွားပြီးမှဂိမ်းပင်ဆိုတဲ့နာမည်နဲ့ယာတူးကိုယူ ူပြီးတော့ boss လုပ်နေခဲ့တယ်။ Adam ဆိုတဲ့ဘဲနဲ့လည်းဖောက်ပြန်ခဲ့ပါတယ်။ Kingpin ကပဲသူ့ကိုဒီဒူစီအိုက်မှုတွေစီကိုဆွဲထည့်ခဲ့တာ။အခု Kingpin ကကောင်းသွားပြီးတော့နိုင်ငံရေးပဲလုပ်တော့မယ်ဆိုပြီးနေလိုက်ပြီမဲ့ Vanessa ကတော့ထွက်လို့မရတော့ဘူး။ boss လောက်ရတဲ့အရာသားကိုတီးသွားခဲ့ပြီ။ And သူကပဲလည်း Kingpin ကိုတော့မပြောမတိုင်ပင်မဲနဲ့တပည့်လွတ်ပြီးရော်ကြေးပေးလိုက်ဖို့ကိစ္စတွေကိုပါစီစဉ်ခဲ့ကြောင်းကိုတွေ့ရမှာပါ။တစ်ဖက်မှာ Kingpin ကလည်းလက်မထိုးနှက်ထားတဲ့အရာတွေရှိနေသေးတယ်ဆိုတာကိုတွေ့ရတယ်။အခုလို public figure တခုဖြစ်လာတဲ့အခါအရင်လိုကြံတန်းပြနေလို့မရတော့တာကြောင့် Kingpin ကညာဘက်ဒီမှာနိုင်ငံတွေကိုထိုးနေရဒါမှမဟုတ် Adam ဆိုတဲ့က ောင်ကိုဖမ်းထားပြီးပဲစိတ်ပေါက်လာတိုင်းတော်တော်ထိုးနေခြင်းမျိုးဖြစ်နိုင်ပါတယ်။ကင်းမင်ကအခုအချိန်အရန်အာနာကြီးလာတဲ့အခါဖနစ်စာကိုမတွေးတော့ဘူး။သူ့ရဲ့ခေါင်းထဲမှာ Vigilante တွေကိုပိတ်ပင်ပြစ်ဖို့ Homeland တို့မျိုး Evil Sansan ပဲ Chaos တွေပြဿနာတွေအရှုပ်တွေပျက်စီးမှုတွေကိုဖြစ်ပလိစေ။အဲ့လိုဖြစ်ပြီးတော့မှပျက်စီးနေတဲ့အချိန်ကြာမှသူကဝင်ကယ်ပြမယ်။ဝင်ပြီးတော့ကုညီပေးမယ်။အဲ့ဒါမှသူဒီကြောက်ရွံ့ခြင်းအပြင်ယေရှုရှင်ပါဆိုတဲ့နာမည်ပါအတက်ခံရပြီးတော့သတ်မှတ်ခံရပြီးတော့ကိုးကွယ်ခံရမှာလည်းဖြစ်ပါတယ်။ဒါဒီ Ultimate Power ကင်းပင်လိုချင်တာကအဲ့ဒါကိုဖြစ်ပါတယ်။ဒါပြီးဒီအပိုက်ကိုအရင် Netflix show းမျိုးရဲ့ taste မျိုးကိုရအောင်တရားရုံးထဲမှာတရားရင်ဆိုင်တာတွေကိုအပြည့်ပြသွားခဲ့ပါတယ်။ရခင် Netflix show တွေကတိုက်ခိုက်မှုတွေ action scene တွေကောင်းနေဆိုပေမဲ့နဲပါတယ်။ show ကိုအဓိကပြည့်စုံသွားစေတာကမတ်တယောက်မနှစ်ပိုင်းရှိနေအဖြစ်သက်တေရှားရတာတွေတရားရုံးမှာအခြေအတင်ပြောကြတဲ့အရာတွေကြောင့်ပဲလည်းဖြစ်ပါတယ်။အခု Bonagan show အတွက်ကိုလည်းအရင် creator တွေကိုထည့်သွင်းထားတာဖြစ်တဲ့အတွက် episode 3မှာဆိုရင် White Tiger ရဲ့ trial တရားရင်ဆိုင်မှုကိုအဓိကထားပြီးတော့ပြသွားတဲ့ပုံစံကလည်းတော်တော်လေးမိုက်ပါတယ်။ Matt ရဲ့အစပလန်ကအမှုရဲ့တအူဒီတော်မျက်မြင်သက်တေဖြစ်တဲ့ Nikki Doris ကို Hector အပြစ်မဲ့ ြောင်းရှေ့ထွက်ဆိုခိုင်းမှုပါ။ Nike ကိုသူတို့ဖွက်ထားတဲ့နေရာရဲ့အပြင်မှာတော့ Punisher logo နဲ့ Trigger ဆိုပြီးတော့ရေးထားတဲ့စာကိုတွေ့ရမှာပါ။ And yes အောက်မှာဆိုင်းရေးထိုးရတာအရဆိုရင်ဒါဒီ villain the muse ကရေးဆွဲထားခြင်းဖြစ်ကြောင်းကိုလည်းတွေ့ရပါတယ်။ Maybe အထိပ္ပယ်ကရဲတပ်ဖွဲ့တွေကမကောင်းတဲ့ Punisher ရဲစုတွေကအခု White Tiger ကြောင့်ပေါက်သွားပြီဆိုပြီးတော့ရေးထားခြင်းမျိုးဖြစ်နိုင်ပြီးတော့ Maybe ရဲစုတွေရဲ့ဒီ episode အဆုံးမှာ White Tiger ကိုတပ်ပစ်လိုက်တဲ့လို့ရကြောင်း Punisher အစ်စ်ကပေါက်ကွဲသွားပြီးလာတော့မယ်ဆိုပြီးတော့ရည်ညွှန်းပြီးရေးထားခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။ရှေ့ episode မှာဆိုရင်ကင်းပင်မေယာမဖြစ်လာခင်မှာသူကကင်းပင်ပုံကိုဆွဲ ခဲ့တယ်။အခုပန်နေရှားမလာခင်တပိုက်အလိုမှာလည်းသူကဟက်တာကိုတက်လိုက်လို့ပန်နေရှားပောက်ကွဲသွားမယ်ဆိုတာကိုကြိုသိနေပုံမျိုးကိုတွေ့ရပြီးရော။ထရေလာအရဆိုရင်ဒဲဒီဘောပြန်လာတဲ့အချိန်မှာဆိုရင်လည်းသူကဒဲဒီဘောပုံနဲ့ဖွန်နဂန်ဆိုတာမျိုးကိုရေးဆွဲမာတွေကိုမြင်ရတာအရ။သူကကောမစ်ထဲကလို့ပါဝါရှိတဲ့ Inhuman တယောက်ဖြစ်နေမလားဆိုတာကစိတ်ဝင်စားစရာပါပဲ။ The Muse ရဲ့ Origin နဲ့အချောင်းကိုတော့ရှုံးမှပြလာတဲ့အချိန်ကြားမှာဗီဒီယိုလေးတက်တက်လုပ်ပေးသွားပါအောင်မယ်။စပြောရမယ်ဆိုရင်မက်တိုကနီကီကိုစွန့်စားပြီးတော့ရအောင်တရားရုံးကိုခေါ်လာနိုင်ခဲ့ပေမယ့်။နီကီကကြောက်ပြီးတော့အသက်မတည်ဘူးအတွက်လိန်လေထွက်ဆိုခဲ့ပါတယ်။တရားရုံးမှာ ဆိုရင်လည်း Hector ရဲ့မိန်းမနဲ့တူမကိုတွေ့ရပြီးတော့ comic ထဲမှာဆိုရင် Hector သေဆုံးသွားတဲ့အခါ White Tiger ဆိုတဲ့နာမည်ကိုတူမဖြစ်သူ Angela ကစက္ကန့်ခဲ့တာဖြစ်ပါတယ်။အဲဒီကနေမှ Marvel Comics မှာလက်ရှိ White Tiger ဖြစ်နေတဲ့ Angela ရဲ့အမေ Hector ရဲ့ညီမဖြစ်တဲ့ Eva Ayala စီကိုရောက်သွားခဲ့ပါတယ်။ Nikki ကတက်တဲ့အနေနဲ့ဒူးသွားတဲ့အခါမှာ Matt ကအယူနန်းဆုံးနဲ့အတုံးအဆုံးဆုံးဖြတ်ချက်တစ်ခုကိုချပြီး Hector ရဲ့ Secret Identity Hector က White Tiger ဖြစ်ပါတယ်ဆိုတာကိုလူကြားမှာဖွင့်ချပြခဲ့ပါတယ်။ဒါက Hector ရဲ့မိသားစုကိုပါထိခိုက်သွားနိုင်လို့အဲဒီမိသားစုရဲ့တည်ချင်မှုကို မဖြစ်အောင်အတွက်ဒီ episode အစုံမှာ hacker ကိုပဲတပ်ပစ်လိုက်တဲ့အထီကိုရောက်လာခဲ့တာဖြစ်ပါတယ်။ matback ကနေပြီးတော့လည်းနားလည်ပေးလို့ရပါတယ်။တစ်ဖက်ကတာမန်ပြည်သူတအုပ်မဟုတ်ပဲနဲ့ရဲတွေဖြစ်တာကြောင့်ဒီလိုလုပ်ပြီးတော့ hacker ကိုလူကောင်းပါဆိုပြီးတော့မပြဘူးဆိုရင် hacker ရဲ့ဘဝတစ်လျှောက်လုံးကထောင်ထဲမှာပဲကုန်ဆုံးသွားရနိုင်ပါတယ်။ still matback နိုင်သွားခဲ့တဲ့အခါ hacker ကို white tie ကဆက်လုပ်လို့ရမှာမဟုတ်တော့ကြောင်းကိုပြောခဲ့သေးပေမဲ့ hacker ကအဲ့ဒီမှာပဲညင်ပယ်ခဲ့တယ်။အဲ့ဒီຢာကသူ့ကိုရွေးချယ်ခဲ့တာဆိုပြီးတော့ပြောခဲ့တယ်။ဒါကြောင့်မဲ့ဒီညံနှဖုံးကိုတတ်ထားရင်းနဲ့ပဲတည်ဆုံသွားခဲ့ပါတယ်။ and တရားရုံးပေါ်မှာ hacker ခဲ့ခဲ့ဘူးတဲ့သူတွေကိုပြပြီး ီဟက်တာနဲ့ပတ်သက်လို့ရဲတွေကြုံတွေ့ရတဲ့ report တွေကိုဖတ်ပြတဲ့အခါနာမည်တစ်ခုက Officer Morales ဖြစ်နေရဲဆိုတာကိုတွေ့ရပါတယ် Of course Daddy Miles Morales ရဲ့အဖေ Jefferson Morales ဖြစ်နိုင်ပြီးတော့ Spider-Man Homecoming ရုပ်ရှင်ထဲမှာဆိုရင်လည်း Prowler နဲ့ MCU မှာ Miles Morales ရှိတယ်ဆိုတာကိုအရေးအမွတ်တွေပြခဲ့ခြင်းမျိုးတွေလည်းရှိပါတယ် And အဆုံးမှာတော့ Jury တွေက Hector ဒီအပြစ်မရှိကြောင်းကိုစုံဖြတ်ခဲ့ကြပြီးတော့လွတ်ပေးခဲ့ကြပါတယ် But ဒါကို Kingpin ကလုံးဝမကျေနပ်တယ်လို့ Punisher ရဲစုတွေကလည်းကျေနပ်မှာမဟုတ်ပါဘူးဒါကြောင့် Hector ကိုအဲ့ဒီညမှာပဲသူတို့ကဖြစ်တတ်ခဲ့ကြတယ်ဖြစ်ခဲ့တဲ့သူက Punisher ဆောင်ကိုဝတ်ထားရမယ်ဒါကရဲအာမာတစ်ခုပေါ်မှာ Panacea logo ဆွဲထားခြင်းမျိုးဖြစ်တယ်ဆိုတာကိုတွေ့ရမှာပါ set photo တွေအရတော့ဒါမျိုးကိုမကြခင်လာမဲ့ရဲစု character go not ကဝတ်ဆင်ထားတဲ့ပုံစံအနေနဲ့လည်းမြင်ရပါသေးတယ်ဒါအပြင် Panacea ကသူ့ကိုအခုလိုမျိုးပြာရုပ်တစ်ခုလိုစံပြားတစ်ခုလိုပုံစံမျိုးလုပ်တယ်ဆိုရင်တိတ်ပြီးတော့မုံတာပါ and အရာတစ်ခုခုအတွက်မျှတခြင်းဆိုတာမရှိတဲ့အခါအပြစ်ပေးသူကရောက်လာပြီးတော့အပြစ်ပေးတာခံရမယ်ဆိုလိုမျိုး episode 4မှာတော့ Panacea ကိုအားလုံးကမြင်ရဖို့အတွက်ပြောလေးနေကြပါတယ်ဆိုပရိတ်တာတို့ကဘယ်လိုထင်ကြလဲလက်ရှိ Dead River Born Again series ကိုကြိုက်ကြရလားဆိုတာ ကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN link ခံပြီးရကြည့်ပေးကြဖို့ကေတက်လာတဲ့ကြော်ညာလေးကိုစုံအောင်တီးကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်